ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အမွေနေ့ရမယ့်အမတ်သားတွေနဲ့ဒီနေ့လောင်းကစားတွေမှာအကျိုးပေးတဲ့အမတ်သားများအကြောင်းကိုမျှဝေတင်ဆက်ပေးပါမယ်ပထမဦးဆုံးအနေနဲ့တင်းလက်မှာဒီလိုအမတ်သားတွေပါရင်အမွေနေ့ရမယ်လို့သိကြပေါ့ပြောနိုင်ပါတယ်နံပါတ်၁ချက်ကတော့ပစ္စည်းဥစ္စာလမ်းကြောင်းဟာလက်သကြွယ်နဲ့လက်သန်းကြားမှာအောက်ကိုဆင်းနေတာမျိုးရှိပါတယ်အဲ့ဒီလမ်းကြောင်းဟာရှင်းလင်းနေတယ်အပြတ်တောက်မရှိဘူးဆိုရင်ဒါကငွေကြေးဥစ္စာကိုပေါ်ညွှန်းတာပဲဖြစ်ပါတယ် ။နံပါတ်2ကတော့ကျမ်းမာရေးလမ်းကြောင်းကခွဲထွက်တဲ့လမ်းသေးတစ်ခုဟာညာလမ်းကြောင်းကိုတိနေမယ်ဆိုရင်ဒါဟာလည်းအမွေအနှစ်ရမယ့်ကံပဲဖြစ်ပါတယ်။နံပါတ်3ကတော့လက်ကောက်ရစ်ပထမအရစ်ကကြက်ချီပဲဖြစ်ပါတယ်။လက်ကောက်ရစ်ပထမအရစ်မှာကြက်ချီရှိနေရင်လည်းအမွေအနှစ်ပဲဖြစ်ပါတယ်။နံပါတ်4ကတော့လက်မပထမအစစ်မှာစဘာစစ်ပါရှိနေခြင်းပဲဖြစ်ပါတယ်။လက်မပထမအစစ်မှာစဘာစစ်တံပါရှိနေမယ်ဆိုရင် မိဘမျိုးရိုးနဲ့သက်ဆိုင်တဲ့အမွေအနှစ်တွေကိုရရှိမှာဖြစ်ပါတယ်။သူတို့ရဲ့ဘဝတွေမှာကံခေတဲ့ငွေကြေးချိုးတက်တယ်ဆိုတာဘယ်တော့မှရှိမှာမဟုတ်ပါဘူး။နောက်တစ်ခုကတော့ထီနဲ့လောင်ကစားအကျိုးပေးတဲ့အမတ်သားတွေပဲဖြစ်ပါတယ်။နံပါတ်၁ကတော့တနင်္လာဂျူခုံဘော်ကတွီးကံဖြစ်ပါတယ်။နံပါတ်၂ကတော့အသက်လမ်းကြောင်းအတွင်းဘက်ကအရန်အသက်လမ်းကြောင်းပဲဖြစ်ပါတယ်။နံပါတ်၃ကတော့လကောက်ဝုတ်ဘော်ကတွီးကံပဲဖြစ်ပါတယ်။ ။နံပါတ်၄ကတော့ညံလန်းအစုံအင်ကာဂျိုကုတ်အမဘော်က၄ဒေါက်ကွက်ဖြစ်ပါတယ်။နံပါတ်၅ကတော့လက်ဝါပြင်အလဲကနေစနီဂျိုကုတ်ဘော်ကိုထောင်တက်နေတဲ့ဒီယိုလန်ချောင်းဖြစ်ပါတယ်။နံပါတ်၆ကတော့တနင်္ဂနွေဂျိုကုတ်လက်တကြွယ်အောက်ကပုံမှန်ပြထားတဲ့အောင်မြေလန်းနဲ့ဆက်ဆက်နေတဲ့တွီကန်သူမဟုတ်၄ဒေါက်ကွက်သူမဟုတ်၅ရုပ်တို့ပဲဖြစ်ပါတယ်။ဒီအမတ်သားတွေတဲကတင်းရလက်မှာ၂မျိုးလောက်ပါနေရင်ကောင်းကျိုးပေးနေပါပြီ။၃မျိုးဆိုရင်တော့အလွန်ကောင်းပဲဖြစ်ပါတယ်။ ်၃မျိုးထက်ပိုမယ်ဆိုရင်တော့အတိုင်းထက်အလွန်တကွန်နဲ့ကုတ်ကာပဲဖြစ်ပါတယ်။တင်းရက်လက်မှာဒီလိုအမှတ်သားတွေပိုင်တော့ဒီကန်စမ်းကြည့်စေချင်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့ဘဝမှာအပြောင်းလဲတွေများမယ်၊စိန်ရှိရှိမနေရတတ်၊မိုးလင်းမိုးချုပ်အလုပ်ရှုပ်တဲ့လက်ပွားပြင်ရဲ့ဖွဲ့စည်းပုံပဲဖြစ်ပါတယ်။လူတချို့ရဲ့ဘဝဟာငွေကြေးဥစ္စာဘလောက်ရှိရှိစိန်နဲ့မနေရတာတွေရှိမယ်၊မိုးလင်းမိုးချုပ်အလုပ်ရှုပ်နေရတဲ့သဘော ရှိမယ်။လူသားတွေရဲ့ကံကြမ္မာဟာတူညီမှုမရှိပါဘူး။နှိတ်ကြတာနဲ့ မြင်တာတော့တူညီပါလိမ့်မယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ရဲ့ကံကြမ္မာလမ်းကြောင်းလေးကိုကြည့်လိုက်ပါ။သူ့ရဲ့အသက်လမ်းကြောင်းရဲ့အောက်ခြေကလည်းတနင်္လာဂျိုးခုံအထိကိုရောက်ရှိနေပါတယ်။ဒီလိုလက္ခဏာမျိုးဆိုရင်ဘဝမှာအပြောင်းလဲတွေဖြစ်ပေါ်ပါလိမ့်မယ်။ဒီလိုအပြောင်းလဲတွေကြောင့်ဘဝကိုတစ်စစ်ချိုးအုံမူတိုးတက်အောင်မြင်စေပါလိမ့်မယ်။ငွေကြေးဥစ္စာကိုပုံမူရရှိစေမယ်။အလောက်ကင်တွေကိုပုံမူကောင်းမွန်တဲ့ကံကြမ္မာအပြောင်းလဲတွေဖြစ်စေပါလိမ့်မယ်။အဲ့ဒီအပြောင်းလဲနဲ့တူလက္ခဏာရှင်ဟာဘဝမှာစိန်ရှိရှိမနေထိုင်ရပါဘူး။ ငွေရမြေနဲ့ဝေးတဲ့နေရာမှာပဲနေထိုင်ရပါလိမ့်မယ်။ငွေရမြေမှာမသေးတတ်ပါဘူး။ငွေရမြေကထွက်တဲ့ပစ္စည်းတွေနဲ့လည်းအကျိုးမပေးတတ်ပါဘူး။ဒီလိုလက္ခဏာရှင်တွေဟာဘဝမှာခကြီးအများဆုံးသွားရပါလိမ့်မယ်။စိတ်ကူးစိတ်တန်အပြောင်းလဲများမယ်။အကယ်၍တခြားသောအထောက်ပံ့လမ်းကြောင်းတွေကောင်းမှုပြည့်စုံမယ်ဆိုရင်ငွေရမြေနဲ့ဝေးတဲ့နေရာမှာပဲငွေကြေးစည်းပွားဥစ္စာရရှိကံကောင်းမှာဖြစ်ပါတယ်။တနည်းအားဖြင့်ငွေရမြေနဲ့ဝေးတဲ့နေရာတွေမှာပဲချမ်းသာကြွယ်ဝစီမှာဖြစ်ပါတယ်။ ောက်တစ်ခုကတော့ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါသူရဲ့လက်ညိုရဲ့အောက်တက်တဲ့ကြားသားပတိဂျူခုံပေါ်မှာကြာဖူးပုံအထင်ရှားပါရှိနေပါတယ်ဒါကြောင့်လက္ခဏာရှင်ဟာအိမ်တော်ဘက်ကောင်ကိုရတတ်ပါတယ်ပညာတတ်တဲ့သူအတွေ့အခေါ်လူနေမှုအဆင့်အတန်းမြင့်မားတဲ့သူနဲ့ဖူးစာစုံရတတ်ပြီးတော့အိမ်တော်ဘက်ရဲ့ကောင်းကျိုးတွေကိုခံစားရတတ်ပါတယ်နောက်ပြီးအဲ့ဒီလက်ဝါးပြင်ရဲ့လက်စကြွယ်အောက်မှာလည်းငါးရုပ်ပုံအထင်ရှားပါနေပါသေးတယ်ဒါကတော့ပတ်စံအစုလိုက်အပုံလိုက်ဝင်တတ်ပါတယ်အမွေရတဲ့ကံပါရှိတတ်ပါတယ် ။နောက်တစ်ခုကတော့ယုတ်တရက်ကျွဲဝချမ်းသာခြင်းကိုပိုင်ဆိုင်နိုင်မဲ့စနေဂျူခုံမော်က၅ယုတ်မှတ်သားပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါပြင်က၅ယုတ်မှတ်သားကိုကြည့်လိုက်ပါ။ဒီလို၅ယုတ်ပါလာခဲ့မှဆိုရင်အေးချမ်းတည်ငြိမ်စွာနဲ့အောင်မြင်မှုတွေကိုဖန်ပြီးပိုင်ဆိုင်နိုင်မယ်။ဒီကြည်ဖြောင်းမှတ်သူဖြစ်မယ်။လက်တွေ့ဆံမယ်။လောလောဝီရရှိပြီးကိုယ်ပိုင်အရေးချင်းအစွမ်းစားနဲ့ထင်ရှားအောင်မြင်မယ်။ဘလို့အခက်အခဲကိုမဆိုရင်ကျက်တည်ငြိမ်စွာနဲ့ဖြေရှင်းနိုင်မယ်။ရဲစွမ်းတတိနဲ့ပြည့်စုံသလိုတာဝန်ယူစိတ်တာဝန်ခံစိတ်အပြည့်ရှိမယ်။ ်စိတ်စွမ်းအင်ကြီးသူဖြစ်မယ်ဒနာဥစ္စာပြည့်စုံတတ်ပါတယ်ထမျက်သူဖြစ်မယ်စွန့်စားလိုတဲ့စိတ်ကြောင့်အောင်မြင်မယ်အများကချီးမွမ်းတာခံရမယ်ငွေကြေးမြောက်များရပြီးရုပ်တရည်ကြွယ်ဝချမ်းသာတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့လက်တန်းအောင်ဘုဒ္ဓကျိုးကောင်မှာဒေါင်လိုက်မြင်းတစ်ချောင်းရှိမယ်ဆိုရင်ငွေကြေးကံနဲ့ပတ်သက်ပြီးအစဉ်ပြေမှုကိုရရှိနိုင်ပါတယ်ချမ်းသာခြင်းကြီးပွားတိုးတက်ခြင်း စီးပွားရေးအားကောင်းခြင်းတွေနဲ့အဆင်ပြေပြေနေထိုင်ရတတ်ပါတယ်။အလုံးကောင်းတဲ့ဒေါင်လိုက်မြင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဒေါင်လိုက်မြင်းမှာပဲဘေးနားကနေထောက်ကူပေးနေတဲ့မြင်းခွဲလေးပါရှိနေမယ်ဆိုရင်တော့ပိုပြီးအဆင်ပြေအောင်မြင်စေပါတယ်။ငွေကြေးတွေပြည့်စုံစေမယ်။ငွေကြေးအထောက်ပံ့တွေကိုရရှိနိုင်ပါလိမ့်မယ်။ချမ်းသာပြည့်စုံမှုကိုပိုမိုရရှိစေပါတယ်။ပုဒ်ထူဂျိုခုံကဒီမြင်းကြောင်းတွေကငွေကြေးပိုင်ဆိုင်မှုနဲ့ကံကောင်းမှုတွေကိုအဓိကပြသပေးတဲ့မြင်းလန်းတွေဖြစ်ပါတယ် နောက်တစ်ခုကတော့နိုင်ငံခြားလမ်းနဲ့ဒီပေါက်ခြင်းပဲဖြစ်ပါတယ်။ပုံမှာပြထားတဲ့လက္ခဏာမှာအသက်လမ်းကြောင်းကထင်ရှားအားကောင်းတဲ့လမ်းကြောင်းတစ်ခုဟာတင်းလာဂျိုးကုံစီကိုဥတီနေတဲ့အတွက်ကြောင့်လက္ခဏာရှင်ကနိုင်ငံခြားကိုတေကြပေါက်သွားရောက်ရနိုင်ပါတယ်။သူ့ရဲ့အသက်လမ်းပေါ်မှာလဲကံအတက်လမ်းကလေးဟာထင်ရှားအားကောင်းနေပါတယ်။သူ့ရဲ့လက်ကောက်ဝတ်မှာလဲတွီးကံအမတ်သားပါရှိနေပါတယ်။ဒီလိုအမတ်သားတွေစုံလင်စွာပါရှိနေမယ်ဆိုရင်လက္ခဏာရှင်ဟာနိုင်ငံရက်ချာမှာ ငွေကြေးဥစ္စာအလုံးရင်းဝင်ခြင်းငွေစုလိုက်အပုံလိုက်ရခြင်းဒီပေါက်ခြင်းတွေကိုကြုံတွေ့ရနိုင်ပါလိမ့်မယ်။နောက်ဆုံးတစ်ခုကတော့ဥကောင်းလန်းချောင်းအလုံးကွေးညွတ်ကျနေခြင်းပဲဖြစ်ပါတယ်။ဒီလိုလက္ခဏာရှင်တွေကလေထဲတိုက်အိတ်စောက်တက်ကြတဲ့သူတွေဖြစ်ပါတယ်။စိတ်ခံစားချက်အရန်နှူးကြတဲ့သူတွေလည်းဖြစ်ပါတယ်။လက်တွေ့ထက်ကိုစိတ်ကူးရင်ကဘာထဲမှာပဲအနေများကြတဲ့သူတွေဖြစ်ပါတယ်။ဒီလိုလူတွေဟာစိတ်ကြယောဂါကိုလည်းခံစားရနိုင်ပါတယ်။ဒီကနေ့လက္ခဏာဘူးတူတက်လေးကတော့ဒီလောက်ပါပဲ။ အားလုံးလက္ခဏာပညာသုတတိုးပွားနိုင်ကြပါစေ။သင်ကသီလရှင်ဝတ်မယ်လို့စိတ်ဆုံးဖြတ်ထားမယ်ဆိုရင်သို့မဟုတ်အပြူကြီးလုံးမယ်လို့စိတ်ဆုံးဖြတ်ထားမယ်ဆိုရင်တော့ဒီဗီဒီယိုကိုစက်ကြည့်ဖို့မလိုတော့ပါဘူး။ဒါပေမဲ့သင်ကချစ်သူကြီးစားထားဖို့အေရောင်ပြုဖို့စိတ်ကူးတွေရှိနေတယ်ဆိုရင်တော့ဒီအကြောင်းအရာတွေကမတိမဖြစ်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကတော့အမျိုးသားလူပြိုတူရဲ့လက်ဝါးပြင်ဖြစ်ပါတယ်။သူရဲ့လက်ဝါးပြင်မှာ လက်ညိုလက်ခလဲနဲ့လက်သကြွယ်တို့ဟာနည်းနည်းစီ ကောင်းနေကြပါတယ်။ဒါဟာလူတူရဲ့အတွင်းစိတ်တက်တီကြီးဖြောင်းမတ်မှုမရှိဘူးဆိုတဲ့အချက်ကိုပြဆိုနေပါတယ်။နောက်ပြီးသူ့ရဲ့လက်သန်းနဲ့လက်သကြွယ်ကြားမှာဒနာပွေကြီးတခုထင်ရှားရှိနေပါတယ်။ဒါအပြင်တနင်္လာယူကုံပေါ်မှာလည်းဂယုပွေတခုတွေ့ရပါသေးတယ်။သူရဲ့ကံလန်းထီယိုရှည်ကြီးကလည်းတင်းလာဂျိုခုံပေါ်ကနေစတင်ထွက်ပေါ်ပြီးလက်ကလေးရင်စနေဂျိုခုံမှာတစ်ပင်တရံဖြစ်ပေါ်နေပါတယ် ဒါကတော့မိဘလက်ထက်မှာကတည်းကသိန်းပေါင်းများစွာကြွယ်ဝချမ်းသာသူဖြစ်တဲ့အတွက်ကြောင့်လူပြိုဘဝမှာပညာဥစ္စာ ရုပ်ရည်ရွှေကုံမျိုးကုံအဖက်ဖက်ကပြည့်စုံနေစီပါလိမ့်မယ်။ဒါကြောင့်သူ့ရဲ့လက်တန်းအောင်နှလုံးလန်းကြောင့်အစမှာများဖင်မိတ္တတန်တွေများနေခြင်းဖြစ်ပါတယ်။နှလုံးလန်းကြောင့်အစမှာများမိတ္တတန်တွေများနေခြင်းကจิตူကြီးစားများတဲ့သင်္ကေတပဲဖြစ်ပါတယ်။သူ့ရဲ့လက်ညိုအောင်နဲ့လက်စကြွယ်အောင်ကိုဆက်သွယ်နေတဲ့ တောက်ကြကပတ်တံကိုလည်းငထတွေ့ရပါတယ်။အဲ့ဒီတောက်ကြကပတ်ကလည်းအပြက်တွေအပြက်တွေနဲ့မတတ်မရှင်းမတတ်မရ ရှိနေပါတယ်။ဒီသင်္ကေတဟာအချက်ကြောက်ကြည်တက်ခြင်းစိတ်ထိခိုက်ခံစားလွယ်ခြင်းစိတ်ဆူစိတ်ကောက်တက်ခြင်းအထာနာကောက်ချင်းဆိုတဲ့စိတ်နေတဘာဝတွေကိုပေါ်ပြနေပါတယ်အလွန်ပေါင်းရသင်ရခတ်တဲ့လူမျိုးဖြစ်ပါတယ်သူ့ရဲ့နှလုံးလမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းအစဟာပေါင်းဆက်ပြီးအသက်လမ်းကြောင်းရဲ့အတွင်ဘက်အင်္ဂါဂျူကုံအဖိုးထဲကို လမ်းကွဲငယ်တွေထိုးဝင်နေပါတယ်ဒီသင်္ကေတဟာဒေါသဖြစ်လွယ်ခြင်းအပြစ်ရှာစကားများခြင်းဖြစ်ပါတယ်ဒါကြောင့်အေရောင်ကြီးမှာတကြက်ကြက်ရံဖြစ်တက်ပါတယ်သူ့ရဲ့နှလုံးလမ်းကြောင်းရဲ့ရက်တီမှုကိုလည်းကြည့်လိုက်ပါဦးကောင်းလမ်းကြောင်းနဲ့ပူပြီးတကြောင်းလည်းဖြစ်နေပါတယ်လက်ဝါးအပြင်ကိုပိုင်ဖြတ်ထားတဲ့လက်ပြက်လို့ခေါ်တဲ့လက်အမျိုးအစားဖြစ်ပါတယ်အဲ့ဒီလက်ပြက်ကိုလည်းကျွန်းတွေအပြက်လမ်းတွေနဲ့တွေးနိုင်ပါတယ်ဒီသင်္ကေတဟာမကောင်းပါဘူး ူလိုချင်တဲ့အရာကို ရတဲ့နီးနဲ့ယူတတ်ပါတယ်။ငွေကြီးလောဘကြောင့်ဖြစ်စေအချစ်ကြောင့်ဖြစ်စေရမတ်ကြောင့်ဖြစ်စေသူ၏အေးနဲ့ရာဇဝမှုတွေကျူးလွန်ရဲကြပါတယ်။အတ္တဆန်လွန်ပါတယ်။သူကချစ်မိပြီးဆိုရင်လည်းမရမနေကြံစီတတ်ပါတယ်။သူများမရဖြစ်ရင်လည်းဂယုမဆိုင်ပါဘူး။သူ့ရဲ့လင်ကိုလှုပ်ကြံပြီးယူချင်းယူနေမှာပဲဖြစ်ပါတယ်။သူအိမ်အောင်ပြုတ်ပြီးတဲ့နောက်မှတခြားမိန်းကလေးတယောက်ကိုချစ်ကြိုက်မိပြီးဆိုရင်လေသူ့ရဲ့ဇနီးကိုစွန့်ပစ်ဖို့ဝန်မလေးတတ်ပါဘူး အလွယ်တကူနဲ့ကွာရှင်းခွင့်မရရင်အသက်ကိုရန်ရှာနိုင်တတ်ပါတယ်ဒီလိုလူမျိုးတွေဟာ မျက်ကံအချစ်သမားတွေဖြစ်ကြပါတယ်ဒီလိုမျိုးသားကိုတင်ချစ်သူအဖြစ်ရည်စားအဖြစ်လက်ခံဖို့သင့်မလားယာသက်ပံအဖော်မွန်ဖြစ်လက်တွဲဖို့ရွေးချယ်ရဲပါမလားပြန်စဉ်းစားကြည့်လိုက်ပါအားလုံးလက္ခဏာပညာသုတတိုးဝါနိုင်ကြပါစေ။